ဒီမေးအကောက်တစ်ခုအလွယ်တကူဖွင့်တဲ့နီလန်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမေးအကောက်ဖွင့်ဖို့အတွက်ကျွန်တော်စတီတဲကိုဝင်ပါမယ်စတီတဲကိုဝင်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်ဖုန်းရဲ့စတီတဲမှာအထက်ကိုနည်းနည်းလေးဆွဲတင်လိုက်ပါ Oppo A3 တွေမှာဆိုလို့ရှင်တော့ကျွန်တော်တွေအာသာအကောက်ဆိုတာလေးကိုမြင်တွေ့ရပါလိမ့်မယ်အာသာအကောက်ကလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ရှင် S အကောက်ကိုကျွန်တော်တစ်ချက်နှိပ်ပေးပါ ပြီးွားရင်တော့ကျွန်တော်ပူကဲလေးကိုနှိပ်ပေးပါဒီနေရာမှာကျွန်တော်တို့ဒီကခဏလေးစောင့်ပေးရမှာဖြစ်ပါတယ်အဲပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ဒီကအကောင့်အစ်ဖွင့်မှာဖြစ်တဲ့အတွက် create အကောင့်ကိုနှိပ်ပါအကောင့်ဟောင်းဆိုလို့ရှင်တော့ကျွန်တော်အပေါ်မှာတင်နှိပ်ပြီးတော့ထည့်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီက personal use ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ပြီးရင်တော့ကျွန်တို့တွေက last name front name ကိုထည့်ပြပါအထက်အောက်နာမည်ပေါ့နော်ဒါကိုအဆင်ပြေတယ်လို့ထည့်လို့ရတယ်ကိုယ့်ရဲ့ name ပေါ့နော်အကောင်းဆုံးကတော့ကျွန်တို့တွေမှမကန်ကန်လောက်ပြီးတော့ဖွင့်တာပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ဒီမှာသူများကိုဖွင့်ပေးတာဖြစ်တဲ့အတွက်သူများရဲ့နာမည်ကိုပဲကျွန်တော်ထည့်လိုက်ပါမယ်နာမည်ထည့်ပေးဖို့ name နဲ့သွားပါမယ်โอเคဒီနေရာကိုရောက်ပြီဆိုလို့ချင်းကျတို့ကမွေးနေ့မွေးလမွေးရက်ကိုကျတို့ရွေးပြရပါမယ်အဲ့တော့အကောင်းဆုံးကတော့ ျွန်တို့တွေမွေးနေ့မွေးလမွေးရက်ကမမကန်ကန်ထည့်ပြီးပို့ပြီးတော့ကောင်းပါတယ်ဂျီမေးတစ်ခုခုဖြင့်ကျွန်တို့ဒါလေးတွေအထောက်အကူပြုပါတယ်ပြင်တော့ကျွန်တို့တွေကြားမရွေးပေးပါမယ်โอเคကြားမရွေးပြီးွားပြီဆိုလို့ချင်းကျွန်တို့နှိမ့်နဲ့ထပ်ပြီးတော့သွားပေးပါမယ်โอเคဒီနေရာမှာကျွန်တို့တွေဂျီမေးကျွန်တို့တို့ထည့်ပါမယ်အဲ့တော့ကိုအစဉ်ပြေတယ်လို့ကျွန်တို့တွေထည့်ကြည့်ပါထည့်ကြည့်လို့ဂျီမေးက ူကယ်ကပေးတယ်ဆိုလို့ရှိရင်ဒီဂျီမေးကိုကိုကတုံးလို့ရမှာဖြစ်ပါတယ်တကယ်၍မရဘူးဆိုလည်းအခြားအခရာလေးတွေပြောင်းပြီးတော့ကစားပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်ဒီအရာလေးကိုထည့်လိုက်တယ်ပြီးရင်တော့ next နဲ့တွားကြည့်ပါမယ် โอเคဒါဆိုလို့ရှင်တော့ပေးတယ်ဗောနော်ပေးတာဖြစ်တဲ့အတွက် password ထည့်ပါမယ် password ကိုတော့ကျွန်တို့တွေကအဲအရန်လွယ်လွန်းတာမျိုးလည်းမဟုတ်ဘူးအရန်ကြီးခက်ခဲတာမျိုးလည်းမဟုတ်ဘူးဗောနော်ကျွန်တို့တွေအဲမလွယ်တော့မခက်တော့ဗောနော်ဒါလေးဒါမျိုးလေးကိုကျွန်တို့ထည့်ပေးပါပြီးွားပြီဆိုလို့ရှင်ရင်ကျွန်တို့တွေက nation နဲ့ဆက်ပြီးတော့သွားပါမယ် okay ဒါဆိုလို့ရှိရင်တော့ gmail အကောင့်တစ်ခု ကျွန်တော်တို့အလွယ်ကူဆုံး ပွင့်သွားပါပြီ3မိနစ်တောင်မပြေဘူးเนาะအဲပြီးသွားပြီဆိုလို့ရှင်ကျွန်တို့တွေကအပေါ်ဘက်ကိုနည်းနည်းလေးဆွဲတင်လိုက်ပါပြီးရင်တော့ဒီမှာပြောင်းစာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှင်เนาะကျွန်တို့တွေ shark in info လုပ်နေပါပြီပြီးရင်တော့သူ့ကိုကျွန်တို့ကအပေါ်ဘက်ကိုနည်းနည်းလေးဆွဲတင်လိုက်ပါပြီးရင်ပြောင်းစာတန်းလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှင်เนาะជីမေးတစ်ခေါက်ရသွားပြီဖြစ်ပါတယ်အဲ့တော့ကျောင်းတွေနောက်ကိုပြန်ထွက်လိုက်ပါပြီ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ